နိုင်ငံတနိုင်ငံထဲမှာပဲနေမယ်ဆိုရင်တတိပဲနိုင်ငံကိုရွေးမလဲပေါ့နော်အဲ့တော့ဒီမိကုံးကအရန်ကောင်းတဲ့မိကုံးဖြစ်ပါတယ်ပေါ့နော်တတိအခုလက်ရှိအချိန်နေမှာဆိုရင် UK မှာပဲနေချင်ပါတယ်ဘာလို့လဲဆိုရင်တတိရဲ့အတက်အရွယ်အရာကိုကခီးသွားရတာကိုလည်းကြိုက်တယ် freedom ကိုလည်းတဘောကြတယ်အဲ့တော့ UK မှာနေချင်းအပြင်ယူရိုနိုင်ငံတွေကြိုက်တဲ့နိုင်ငံတော်လင်းတနိုင်နိုင်လောက်စီးရင်ယူရိုနိုင်ငံတွေကိုရောက်တယ် အဂျာမနီလားအီတလီလားဆွစ်ဇာလန်လားဘယ်ဂျီယံလားနယ်ဒါလန်လားပိုလန်လားဖင်လန်လားပေါ့နော်အာသွားလို့ရတဲ့နေရာတွေအများဆုံးအများကြီးပဲပြီးရင်ကိုသွားခြင်းနဲ့မြို့တမျိုးနဲ့တမျိုးယထာစီသွားအဲ့တော့အလွယ်တကူခီးသွားလို့ရတဲ့အတွက်ကြောင့်မို့အခုအသက်အရွယ်မှာဒီမှာနေရတာကိုကြိုက်တယ်ဒါပေမဲ့ဒီအသက်16နှစ်နဲ့ဆက်ရှင်နဲ့ဝင်းချင်တော့ဟာဆိုရင်စင်ကူမှာနေခဲ့ရတာကိုတပေါ်ကြတယ်။ကိုစင်ကူမှာကြောင်းတက်တော့ဟာဆိုရင်သူတို့နိုင်ငံကတေးပြီးမှစီကန်းရှိတယ်။စီကန်းရှိတဲ့အခါမှာကိုက သူတို့နိုင်ငံရဲ့စီကံအတိုင်း line နာရတယ် line မနေဘူးဆိုရင်ဒါထောင်တန်းတွေလည်းကျနိုင်တယ်ပြီးရင် fine တွေလည်းကောက်ခံရမယ်ပေါ့နော်အဲ့တော့အဲ့ဒီ discipline ရှိရမယ်ဆိုရဲ habit လေးတစ်ခုကိုကိုကလမ်းနေရတယ်ပြီးတော့ပြီးဆိုရင်သူတို့နိုင်ငံကတေးတော်ညာလဲ efficient အရင်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး efficient ဖြစ်ဖို့ဆိုတာကလေသူတို့နိုင်ငံမှာရှိရဲ့လူတွေကတယောက်နဲ့တယောက်နဲ့ပြိုင်ဆိုင်မှုတွေအများကြီးရှိရတယ် အခုဒီစင်ကူမှာနေရတူတွေဆိုရင်တတိထားမိမှာပေါ့နော်အဲ့တော့ကိုကအမြဲတမ်းအလောက်ထဲမှာတော့မှာကိုကပြိုင်ဆိုင်ရတယ်ကြောင်းမှလည်းပြိုင်ဆိုင်ရတယ်ပေါ့နော်အဲ့တော့အလောက်ပဲမဟုတ်လူမျိုးအရေးအရာတော့မှာပြိုင်ဆိုင်ရတယ်ပေါ့နော်စင်ကာပူရီယန်တွေဆိုရင်ဒါဘမီစီကိုမကြိုက်ဘူး Chinese တွေကိုမကြိုက်ဘူး Filipino တွေကိုမကြိုက်ဘူးပေါ့နော်ဒါတကြီးတို့ဟိုလွန်ခဲ့တဲ့10နှစ်လောက်တော့ကကြောင်းတက်ခဲ့တော့မှာပေါ့နော်အဲ့လိုမျိုးလေးခံစားမိတယ်ဒီလိုနဲ့ပဲအသက်16နှစ်ကနေအသက်20နဲ့23ဝန်းကျင်မှာတတိယအော်စတြေးလျမှာကြောင်းတက်ခဲ့တယ် အဲ့ဒီအရွယ်မှာအမှနေခဲ့ရတာအကောင်းဆုံးပဲဒါတကယ်ပေါ့နော်ဘာလို့လဲဆိုရင်အဲ့ဒီ Australian နိုင်ငံမှာကြတော့ကိုက freedom နဲ့ peaceful ဖြစ်တဲ့ mindset ကိုရခဲ့ရပေါ့နော်အဲ့တော့သူတို့နိုင်ငံလူမျိုးတွေကပစ္စည်းအယိုးဆွဲတွေမရှိဘူးတတိယတငယ်ချင်းအကောင်းဆုံးဆိုရင် university တက္ကသိုလ်ကိုလာတာတောင်မှဖက်နှက်မစီချ ဘူးပေါ့နော်ဖနဲ့မစည်းကြဘူး나ยีမို့ဘူးရေမွေးမစွတ်ဘူးအင်ဂျီနဲ့စပင်ဖားလာနဲ့မတိရင်ကိုယ့်ရဲ့အိမ်နောက်ဖေးမှာအမိုက်သွားပြတ်တော့မယ်လူတွေကြနေပဲဒါကျောင်းလာတက်တက်တူရယ်နော် University မှာပေါ့နော်အဲ့တော့တချို့သူတွေဆိုမတိဘူးဆိုရင်ပင်လယ်ကမ်းခြေမှာရေကူးမှာအခုချင်းချင်းကျောင်းခန်းထဲကိုရောက်လာလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးလူတွေအများကြီးပဲအဲ့ဒါကိုကြည့်ချင်းအားဖြင့်တတိယကဒီ Australia မှာကျောင်း၄နှစ်တက်ခဲ့တော့မှာဆိုရင်ဒါတတိယဘဝမှာအပျော်ရှင်ဆုံးအချိန်ပဲ ဘာလို့လဲဆိုရင်လုံးဝ peaceful ဖြစ်ပြီးမှ life balance ဖြစ်နေရပေါ့နော်အဲဒီလိုနဲ့ပဲအခု UK ကိုရောက်လာတဲ့အခါမှာအစပိုင်းမှာမပြောဒါတိပုံပုံနဲ့ပြောပါဘောနော်ဒါပေမဲ့အခုနောက်ပိုင်းမှာကိုကပိုပျော်တက်လာတယ် ဒီက culture နဲ့ fit ဖြစ်သွားတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီမှာနေရတာကိုသဘောကျပါတယ်ဒီနိုင်ငံကိုရွေးပါမယ်ဒါပေမဲ့နောက်ထပ်10နှစ်လောက်ကြာပြီးရဲ့နောက်ပိုင်းမှာဘယ်နိုင်ငံကိုရောက်မလဲဆိုတာကိုလည်းမသိဘူး maybe US ကိုပြောင်းပြောင်းမယ် New Zealand ကိုပြောင်းပြောင်းမယ်ဒါမှမဟုတ် South East Asia ကိုပြောင်းပြောင်းနေနေမယ်ပေါ့နော်ဒါမစီစဉ်ရသေးဘူး မကိုဘဲကိုပဲပြောင်းပြောင်းကိုနေရဲ့နိုင်ငံကအဲကိုရဲ့ future အတွက်ပေါ့နော်ကိုအနာဂတ်အတွက်အခွင့်အရေးရှိတဲ့နိုင်ငံဖြစ်ဖို့လိုတယ်အဲနံပါတ်၁ကိုပြောင်းမဲ့နိုင်ငံမှာ English စကားပြောနိုင်တဲ့သူတွေရှိရမယ်ပေါ့နော်ဒါဒတိယနိုင်ငံခြားသားရင်းနဲ့အလလောက်ရတာများတဲ့အတွက်ကြောင့်မို့ပေါ့နော်နောက်တစ်တစ်ခုကတော့ကိုကြိုက်တဲ့ culture နဲ့အဖြစ်ဖြစ်ဖို့လေလိုရပေါ့နော်ဒီဒီအတက်ကြီးလာတဲ့ခါမှာတော့လုံးဝလူအရက်များတဲ့နေရာမှာမနေချင်ဘူး AACC leader ကိုက peacefully နေရှင်နေပေါ့နော်ဒါ investment တွေလုပ်မှာပေါ့နော်အဲ့တော့အနာဂတ်မှာတော့ဒီဘယ်နိုင်ငံမှာနေမလဲဆိုတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့တေချာတာကတော့ကိုယ့်ကို mental peace ပေးနိုင်တဲ့နိုင်ငံပြီးသွားပြီဆိုရင်ဒီ stability ရှိတဲ့နေရာမှာတည်းနေချင်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်တဲ့မိတ်ဆွေဆိုရင်ရောကိုယ်နိုင်ငံတနိုင်ငံပြောင်းနေခွင့်ရမယ်ကမ္ဘာပေါ်မှာတနိုင်ငံပြောင်းနေခွင့်ရမယ်ဆိုရင်ဘယ်နိုင်ငံမှာနေချင်လဲ comment မှာရေးခဲ့ပါ